ဂျပန်ကမကြွမလွတ်ဆူနာမီဝိညာဉ်များပြည်သက်များလုံးမမင်္ဂလာပါရှင်တင်ကားချက်တွေကနေပြန်လဲကြိုးစွန်လိုက်ပါတယ်ဂျပန်တွေကလက်ရှိမှာတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ် ်တတ်မှတ်ခံထားရပေမဲ့တမိုင်းကိုပြန်ကြည့်လိုက်ရင်တော့သူတို့ကြုံတွေ့ရတဲ့လောကဒဏ်တွေကတော်တော်ကိုကြမ်းတမ်းခဲ့ပါတယ်ဒုတိယကမ္ဘာစစ်တွင်တော့ငါလည်းအမေရိကန်ရဲ့နျူကလ িয়ার ဘုံးနှလုံးကြောင့်မြို့နှမြို့ပျောက်ခဲ့ရတာကိုအားလုံးလည်းအသိပါပဲ။နောက်ပြီးတော့ဂျပန်ရဲ့မြေမျက်နှာတွင်ပြင်ကကမ္ဘာပေါ်မှာသဘောဝဘေးအန္တရာယ်အများဆုံးဆိုတဲ့အခြေအနေကိုပိုင်ဆိုင်ထားခဲ့ရပါ။ပြောရရင်တော့ငလင်တွေငလင်ကြောင့်ဆူနာမီတွေကိုလည်းမကြာခဏခံစားခဲ့ရပါသေး။ ဂျပန်တွေကလည်းဒီလိုဘေးအန္တရာယ်တွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက်အစွမ်းကုန်ပြင်ဆင်ထားပါတယ်။ဒါပေမဲ့တချို့အချိန်အခါတွေမှာတော့တဘာဝတရားကြီးရဲ့ရက်စက်မှုကိုပဲလဲဆင်းခံခဲ့ရပါတယ်။အဲ့ဒီထဲကဆူဆူဝါဝါကိစ္စတခုကတော့2012ခုနှစ်မတ်လ17ရက်နေ့မှာဖြစ်ခဲ့တဲ့ ထိုဟိုကူငလင်းနဲ့ဆူနာမီတို့ရဲ့ဘေးပါပဲအရင်တုန်းကပြင်အားကိုတတမတုံညမဂနီကျုစကေးတောင်ရှိခဲ့တာပါကမ္ဘာအပြင်ထံဆုံးငလင်း၅ခုထဲမှာပါဝင်ခဲ့ပါတယ်နိုင်ငံရဲ့အရှေ့မြောက်ဘက်ကမ်းရိုးတန်းကိုဗဟုပြုပြီးတော့လှောက်ခတ်ခဲ့ပြီးတော့အရန်ကြီးမားတဲ့ဆူနာမီလိုင်းတွေကိုဖြစ်ပေါ်စေခဲ့ရပါဒီလိုင်းကြီးတွေကအမြင့်ပေ40ကျော်ရှိပြီးတော့မြို့လုံးကျွရွာလုံးကျွပျောက်ခဲ့ရပါတယ်ငလင်းကြောင့်လူပေါင်း18000ကျော်သေဆုံးပြီးတော့တန်းနဲ့ချီအိုးမဲ့အိမ်တွေဖြစ်ခဲ့ရပါတယ်ဒီလိုမျိုးဖြစ်ရဆိုတွေဖြစ်ပြီးတိုင်းမှာမကြုံလွတ်တဲ့ကိစ္စတွေရှိနေတယ် တ်ပါတယ်။ဂျပန်မှာလည်းအလားတူပါပဲ2017နောက်ပိုင်းအခြေအနေပြန်တည်ငြိမ်သွားပြီးတော့ပြည်လဲထူထောင်ရေးအတွက်ကြိုးပမ်းကြချိန်မှာတခြားအဖြစ်ပျက်တွေတွေ့လာခဲ့ရပါတယ်။အဲ့ဒါကတော့မကျွတ်မလွတ်ဝိညာဉ်တွေရဲ့ခြောက်လန့်မှုပါ။တချို့ကတော့၆လက်နေလို့မထင်ပဲအကူအညီတောင်းနေလို့ယူဆပါတယ်။တဘာဝလုံဝိညာဉ်တွေနဲ့မကြာခဏဆုံတွေ့ခဲ့ရတာကတော့လမ်းပေါ်မှာဥတဟူသွားနေကြတဲ့တက်ဆီဆရာတွေပါပဲ။တစ်ခါတစ်ခါတယောက်နှစ်ယောက်ကြုံတွေ့ရတာကထင်အောင်ထင်မှဖြစ်နေရလို့ယူဆနိုင်ပါတယ်။ နောက်ပြီးတော့ကားကင်မရာတွေကရိုက်ကူးမိတဲ့ဗီဒီယိုတွေပါထွက်ပေါ်လာခြင်းမှာတော့နာနာဘဝကိစ္စတွေကိုအတိပြုလာနိုင်ခဲ့ပါတယ်။ဝိညာဉ်တွေလမ်းကြုံကားလိုက်ရှိတဲ့အယူအဆကအရှေ့တိုင်းမှာရောအနောက်တိုင်းမှာပါရှိပါတယ်။ဂျပန်မှာလည်းအလားတူပါပဲ။ဒီဗီဒီယိုမှာဆိုရင်ထူးဆန်းတဲ့အဖြစ်တွေကိုတွေ့ရမှာပါ။ထက်စီဆရာတယောက်ကလက်တားလိုကားရက်ပေးလိုက်ပါတယ်။ဒီအချိန်မှာကားတကားကဒီတိုင်းပွင့်သွားပြီးတော့ဒီအတိုင်းပြန်ပိတ်သွားပါတယ်။ဒါကြောင့်ထက်စီဆရာလည်းမောင်းထွက်သွားခဲ့ပါတယ်။ဒါပေမဲ့စိတ်ထဲကမတိုးမတန့်ခံစားရလို့ဘက်ဂျီမန်ကနေကြည့်လိုက်တော့ မှမတွေ့ရပါဘူး။ဒါပေမဲ့ကင်မရာကရိုက်ထားတဲ့ဗီဒီယိုမှာတော့ကားအလယ်မှာထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ကိုဝိုးတဝါတွေ့လိုက်ရပါတယ်။လမ်းမတိုင်တွင်လင်းနေတဲ့နေရာမှာဆိုရင်အမျိုးသမီးပုံရိပ်ကပျောက်သွားပြီးတော့မှောင်နေနေရာမှာဆိုရင်တော့ပြန်ပေါ်လာနေပါတယ်။ ။နောက်ပြီးတော့ဒီဗီဒီယိုထဲမှာရိုင်းမီရဲ့ဓာတ်ပုံကိုအနီးကပ်ကြည့်လိုက်ရင်မူမမှန်တဲ့မျက်နှာကိုတွေ့လိုက်ရမှာပါ။ဒီမျက်နှာမျိုးကရင်းနှစ်တည်ပြီးဖြစ်တတ်တဲ့မျက်နှာမျိုးပါပဲ။သူတည်သွားတာကိုမသိဘဲနဲ့အိမ်ပြန်ဖို့ကြိုးစားနေတဲ့ဝိညာဉ်တစ်ခုလိုတောင်ထင်ရပါတယ်။နောက်ထပ်ကြုံခဲ့ရသူကတော့လူငယ်ပိုင်းထက်စီစရာတယောက်ပါပဲ။သူဆိုရင်လည်းလက်သားလိုကားရက်ပေးခဲ့တာပါ။ဒါပေမဲ့အရှိကတယောက်လိုပဲတကားကဒီတိုင်းပွင့်သွားပြီးတော့ဒီတိုင်းပိတ်သွားခဲ့ရဖြစ်ပါတယ်။ လူတက်လာတာမတွေ့ရချိန်မှာတော့ထက်စီသမားလည်းအမြန်မောင်းပြေးခဲ့ပါတယ်။နောက်ပြီးတော့သူကြုံတွေ့ခဲ့ရတာတွေကိုမယုံနိုင်ဖြစ်နေရပါ ဒါကြောင့်နောက်ကိုလှည့်ကြည့်တော့လည်းဘသူကမှမတွေ့လည်ရပါဘူး။အဲဒါကြောင့်တရေချောက်ခံရပြီးထင်တယ်လို့တတတပြောပြီးတော့ကားဆက်မောင်းနေခဲ့ပါတယ်။ဗီဒီယိုထဲကမြင်ရတဲ့လူငယ်ရဲ့ပုံစံကတော့အမှန်တကယ်ကိုထိတ်လန့်နေတဲ့ပုံပေါ်ပါတယ်။ဒီလိုမျိုးအလားတူဗီဒီယိုတွေ online ပေါ်မှာရှိနေပါသေးတယ်။ဂျပန်ဆူနာမီဝိညာဉ်များလို့ရှာကြည့်လိုက်ရင်အများကြီးထပ်တွေ့ရမှာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်။